အားလုံးမင်္ဂလာပါအောင်ရေး channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့တင့်ခန္ဓာကိုယ်မှာအရေးကြီးတဲ့ဟာရဓာတ်တွေပုံမလိုအပ်နေကြောင်းပြသတဲ့လက္ခဏာ20နဲ့2ချက်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အခုတလောမိတ်ဆွေအတော်များများကမိကွန်းတွေမေးလာကြပါတယ်အစာမကြေလို့ဘာစေးတောက်ရမလဲလင်မောင်းနာပြီးကတ်နေလို့ဘာစေးတောက်တဲ့လဲခြေထောက်ထုံကျင်နေလို့ဘာစေးတောက်ရမလဲဆိုတဲ့ မိဂုံးအတော်များများကိုဖြည့်ပေးနေရပါတယ်။ဆရာဝန်ဆိုတာလူနာကိုတွေ့ပြီးတည်တည်ချာချာဆန်းသက်ပြီးမှယောဂါဈေးမြစ်ကိုဆုံးဖြတ်ရပါတယ်။အဲ့ဒီနောက်အနီးဆက်ဆုံးနဲ့အကောင်းဆုံးလို့ထင်တဲ့ဈေးတွေကိုပေးရတဲ့ထုံးစံရှိပါတယ်။အခုလိုအဝေးကခဏမေးပြီးအဝေးကိုနှမ်းဖြည့်ပေးရတာကမခက်ခဲပေမဲ့ထိရောက်မှုကြတော့မှန်းဆလို့မရဘူးဖြစ်နေတယ်။ဘာပဲဖြစ်ဖြစ်မိတ်ဆွေတွေရဲ့အချီးအနှီးအရရကြောင့်ဈေးကန်းနဲ့အလန်းဝေးသူတွေဈေးကန်းရဲ့ဝန်ဆောင်ခကိုလက်လန်းမမိသူတွေအတွေ့ တစ်ခုခုတော့လုတ်ပေးခြင်းမိပါတယ်ဒါကြောင့်ဆရာဝန်အများစုကပေးလိပေးရရှိတဲ့ဈေးတွေတဲကဝယ်ယူရလွယ်ကူတဲ့ဈေးတွေကိုဖော်ပြလိုက်ပါတယ်အခုဖော်ပြတဲ့ဈေးတွေဟာဆရာဝန်ထောက်ခံချက်မလိုပဲဝယ်နိုင်တဲ့ဈေးတွေပဲဖြစ်ပါတယ်ဘေးရွယ်ဆိုးကျိုးလည်းအလွန်နည်းပါတယ်နာတာရှည်ချောင်းဆိုးပျောက်အောင်ဘယ်လိုလုပ်ရမလဲအဖြစ်အများဆုံးချွတ်တဲ့မှုတစ်ခုကတော့ကယ်ဆီယမ်ချွတ်တဲ့မှုပါပဲကယ်ဆီယမ်ချွတ်တဲ့လာတဲ့အခါလေကြောင်းမှာတင်းမာလာတယ်ရားရံမှုဖြစ်လာတယ် ီပြဿနာတွဲအကောင်းဆုံးကယ်ဆီယံအရင်းမြစ်ကတော့ကယ်ဆီယံလက်တစ်ဖြစ်ပါတယ်ကယ်ဆီယံလက်တစ်ဟာခန္ဓာကိုယ်တွေကအလွန်လျင်မြန်စွာစုပ်ယူနိုင်ပါတယ်ကယ်ဆီယံလက်တစ်ဟာအခြားအရာများစွာ အတွက်လဲတဘာဝစီတမျိုးအနေနဲ့ကောင်းကောင်းအလုပ်လုပ်ပါတယ်ကယ်ဆီယံလက်တစ်ရဲ့အခြားကျန်းမာရေးကောင်းကျိုးတွေကတော့ကတွင်းအနာဒါမှမဟုတ်ကတွင်းမှာအရေးကြီးမှုတွေအတွက်ကောင်းကောင်းအလုပ်လုပ်ပါတယ်အဖျားကိုကျစီနိုင်ပါတယ်ကလေးတယောက်ကိုအိပ်ပျော်စီနိုင်ပါတယ် အစီပြန်တက်ခြင်းကြောင့်နာတာရှိချောင်းဆိုးခြင်းကိုခံစားရပေမဲ့အဲ့ဒါကဖြစ်မများပါဘူး Adrenal အာရင်ကုန်ခန်းခြင်း Adrenal fatigue ဒါမှမဟုတ်ဗီတာမင် B12 ချို့တဲ့ခြင်းကလည်းနာတာရှိချောင်းဆိုးခြင်းကိုဖြစ်စေနိုင်ပါတယ်တင့်ခန္ဓာကိုယ်မှာအရေးကြီးတဲ့အာရတချို့တဲ့နေကြောင်းပြတ်တဲ့လက္ခဏာတွေနဲ့အဲ့ဒီလိုအပ်ချက်တွေကိုဘယ်လိုဖြစ်ရမလဲတကယ်လို့တင်ဟာဒီအရာတွေကိုပုံမှန်ခံစားနေရရင် သင်ရဲ့အစားအသောက်တွေကိုလိုအပ်တယ်လို့ပြုပြင်ပေးဖို့လိုကြောင်းပြတဲ့လက္ခဏာတွေဖြစ်ပါတယ်။အဲ့ဒီအတွက်လိုအပ်တဲ့ဆေးတွေဖြစ်စေသက်ဆိုင်ရာအစားအသောက်တွေဖြစ်စေစားသုံးပြီးပြုပြင်နိုင်ပါတယ်။အဲ့ဒါတွေကိုဖော်ပြလိုက်ပါတယ်။ကာဒီရုပ်ပိုင်းဆိုင်ရာလက္ခဏာများနံပါတ်1ပင်မနွားနေနေတယ်။ဒါမှမဟုတ် အများရန်မောပန်းနေတယ်။ဒါဟာတန်ဓာတ်ဗီတာမင် D ဒါမှမဟုတ်ဗီတာမင် B12 ချို့တဲ့တာကိုညွှန်ပြနေပါတယ်။ နံပါတ်1စပင်ကျွတ်နေတယ်ဒီလိုဆိုရင်တွတ်ဇင်တန်ဓာတ်ဒါမှမဟုတ်ဘိုင်အိုတင်ကျွတ်တဲ့တာဖြစ်နိုင်တယ်နံပါတ်3လက်သေးတွေကျွတ်ဆက်တယ်ဗာစီးတော့ရမယ်ကယ်လ်ဆီယမ်တန်ဓာတ်ဒါမှမဟုတ်ပရိုတိန်းဓာတ်ကျွတ်တဲ့တယ်လို့ပြောနိုင်နံပါတ်4အရေပြားတွေ၆တွေ့ပြီးအကြီးကွန်လို့ဖြစ်လာအိုမီဂါ3ဖက်တီအက်ဆစ်ဒါမှမဟုတ်ဗီတာမင် A ကျွတ်တဲ့တာဖြစ်ပါတယ်နံပါတ်5ပါးစပ်မှာအနာရီမကြာခဏဖြစ်လာ ဗီတာမင် B O စုဒါမှမဟုတ်တန်ဓာတ်နည်းပါးခြင်းကြောင့်ဖြစ်နိုင်ပါတယ်။နံပါတ်6တဖုံးကတွေးထွက်လာတယ်။ဗီတာမင် C ချို့တဲ့တဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။နံပါတ်9ဗစက်တောက်တွေမှာအက်ကွဲကြောင်းတွေဖြစ်လာတယ်။တန်ဓာတ်ဗီတာမင် B2 ဒါမှမဟုတ်ဗီတာမင် B3 ချို့တဲ့ခြင်းဖြစ်ပါတယ်။နံပါတ်10မကြာခဏကျွတ်တက်လာတယ်။မက်ဂနီဆီယမ်၊ကယ်လ်ဆီယမ်ဒါမှမဟုတ်ပိုတက်ဆီယမ်နည်းပါးတဲ့ဆိုတဲ့လက္ခဏာဖြစ်ပါတယ်။နံပါတ်9 ခြေပြားလက်ပြားထုံကျင်လာတယ်ဒါမှမဟုတ်ကျင်လာတယ်ဖြစ်နိုင်တာကဗီတာမင် B12 ဒါမှမဟုတ်ဗီတာမင် B6 ချို့တဲ့ခြင်းဖြစ်ပါတယ်နံပါတ်30ညဘက်အမြင်အာရုံမကောင်းဖြစ်နေတယ်ဗီတာမင် A နည်းပါးခြင်းကြောင့်ဖြစ်နိုင်တယ်နံပါတ်7အသားရည်ဖြူဖြော့လာတယ်တန်တက်ဒါမှမဟုတ်ဗီတာမင် B12 ချို့တဲ့ခြင်းရဲ့လက္ခဏာဖြစ်ပါတယ်နံပါတ်12ခြေရောက်တွေအလိုလိုလှုပ်ရှားနေခြင်း restless legs ဆိုရင်ဘာစီးတောက်ရမလဲ မက်ဂနီဆီယမ်ဒါမှမဟုတ်တန်ဓာတ်ချုပ်တဲ့ခြင်းကြောင့်ဖြစ်နိုင်တယ်။နမခါခွေစိတ်ပိုင်းဆိုင်ရာနဲ့ခံစားချက်ဆိုင်ရာလက္ခဏာများနံပါတ်73စိတ်မတည်ငြိမ်ဖြစ်ခြင်းဒါမှမဟုတ်စိတ်တူလွယ်ခြင်းဖြစ်နေရင်မလုပ်ရမလဲမက်ဂနီဆီယမ်ဒါမှမဟုတ် omega 3 fatty acid နဲ့ပါတဲ့အကြောင်းရင်းဖြစ်နိုင်နံပါတ်74အာယုံဆူဆိုင်မှုဒါမှမဟုတ်မှတ်ညာမကောင်းမှုဆိုရင်ဘာတော့ရမလဲဖြစ်နိုင်တာကဗီတာမင် B12 နဲ့ iodine ဓာတ်မဟုတ်တန်တက်ချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်နံပါတ်5စိတ်ပူပန်ခြင်းဓာတ်မဟုတ်စိတ်တက်ကြတာဗီတာမင် B အုပ်စုဗီတာမင် D နဲ့ omega 3 fatty acid ချို့တဲ့ခြင်းနဲ့ဆက်ဆက်နေတယ်နံပါတ်6ငယ်အစာစားခြင်းစိတ်နဲ့အစာချေခြင်းဆိုင်ရာလက္ခဏာများနံပါတ်6အစာအစာမဟုတ်တဲ့အရာတွေကိုစားခြင်းစိတ်ပြင်းပြနေတယ်ပီကာဆိုရင်ဘာလို့ရမလဲတန်တက်ဓာတ်မဟုတ် တော့ချို့တဲ့ခြင်းလက္ခဏာတစ်ခုဖြစ်ပါတယ်။နမဆက်ခွန်အစားစားခြင်းစိတ်မရှိဘူးဖြစ်နေတယ်။တော့ချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်။နမဆက်ရှိဘိုက်ဖောင်းခြင်းဒါမှမဟုတ်လေပွားခြင်းဖြစ်နေတယ်။ဘာလို့ရမလဲ။ဥလန်းချောင်းရှိအကျိုးပြုဘက်တီးရီးယားမညီမျှခြင်း imbalance gut flora ဒါမှမဟုတ် အမြင်ဓာတ်ချို့တဲ့ခြင်းနဲ့ဆက်ဆက်နိုင်ပါတယ်။နမကာကြီးအယိုးအဆစ်နဲ့ကြွတားဆိုင်ရာလက္ခဏာများနံပါတ်၁၉ အဆင့်မြင့်ကြိုက်ခဲခြင်းဒါမှမဟုတ်တောက်တင်းခြင်းဖြစ်နေတယ်ဘာလို့တင်းတယ်လဲဗီတာမင် D ဒါမှမဟုတ် Omega 3 fatty acid ချို့တဲ့ခြင်းကြောင့်ဖြစ်လေရှိတယ်နံပါတ်20အယိုးနာကျင်ခြင်းဒါမှမဟုတ်အယိုးအားနည်းခြင်းအတွေ့တောက်တင်းတဲ့ဆေးကိုညှို့ပေးပါကယ်ဆီယမ်ဗီတာမင် D ဒါမှမဟုတ်မက်ဂနီဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်တယ်နံပါတ်21ခြေထောက်ကိုနှိပ်လိုက်ရင်ခြိုက်ဝင်သွားတယ်ဆိုရင်ဘာတောက်ရမလဲပိုတက်ဆီယမ်များများတောက်ပေးပါနံပါတ်22 ပန်းတည်ပန်းညူဖြစ်နေတယ်ဘာစားတင်ပါတလဲတို့ချို့တဲ့တာဖြစ်နိုင်ပါတယ်ကမာကောင်ကိုများများစားပေးပါနီးတဲ့အသားကိုစားပေးပါခနန်းနဲ့ပစုံများများစားပေးပါအစအဆုံးကြည့်ရှုအားပေးတွယ်ကျေးဇူးတင်ပါတယ်နောက်နောက်လိုလကူကြည့်ရှုနိုင်ဖို့ subscribe ကိုတစ်ချိန်နှိပ်ပေးထားပါလို့မေတ္တာရက်ခံပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးစီခြင်းပါတယ်လူသားအားလုံးလူ့လက်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Have a nice day.